မင်္ဂလာပါခင်ဗျာ11ရက်တန်ရဲ့မေလ10ရက်နေ့ညပိုင်းသတင်းစီစဉ်ဒိုင်ထွန်းလုံကနေတူလိုက်ပါရယ်ဒီကနေ့မှာတက်ဆက်ပေးသမယ့်သတင်းတွေကတော့ LNG2 power ဓာတ်ပေးစက်ရုံစီမံကိန်းတွေအတွက် LNG ဓာတ်ငွေ့ရေပံ့ပိုးပေးမဲ့ CNTIC Vpower Energy တင်မိုကြီးကိုတွားရောက်တည်ဆောင်လို့ဆိုတဲ့သတင်းတရုတ်မြို့နယ်ကမာဆိုင်ကျေးရွာနီရန်ကုန်မြို့နယ်ကားလမ်းပေါ်မှာမော်တော်ယာဉ်တစ်စီးအရှိန်အဟုန်တိမ်ပေါက်မှုဖြစ်ပွားရမှအမျိုးသမီးတဦးတေဆုံးပြီး16ဦးထဏ်ရရှိရတဲ့ဆိုတဲ့သတင်း ကစ္စတန်ကကက်ရှမီးယားဒေသမှာရှိတဲ့အိန္ဒိယစစ်ကံ၃ခုကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့ကြောင်းအိန္ဒိယပြောကြားတဲ့ဆိုတဲ့သတင်းအိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲဟာမိမိတို့နဲ့မသက်ဆိုင်ကြောင်းအမေရိကန်ဒုတိယသမ္မတပြောကြားတဲ့ဆိုတဲ့သတင်းချန်ပီယံလိဘိုလူပွဲဟာနှစ်တင်းစလုံးခတ်ခဲမယ်လို့ PSG နီပြာအန်ဒရီဂေတုံးသက်တဲ့ဆိုတဲ့သတင်းအဆက်စပ်တွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့ LNG2 power ဓာတ်ပေးစက်ရုံစီမံကိန်းတွေအတွက် LNG ဒဏ်ငွေရေပံ့ပိုးပေးမယ် CNTIC V-Power Energy တင်မောကြီးကိုတွားရောက်တည်ဆောင်တဲ့ဆွေးနွေးပွဲကိုတက်ဆက်ပေးပါမယ် ် LNG2 ပါဝါဓာတ်ပိစက်ရုံတွေအတွက်ဓာတ်ငွေ့ရဖတ်မှုပေးမဲ့ CNTIC ဘီပါဝါ Energy တင်မောကြီးကိုတွားရောက်တည်ဆောင်ကြောင်း Shanghai Marine Survey ရန်ကုန်ကထုတ်ပြန်ထားပါတယ်အဆိုပါတင်မောကြီးကိုတွားရောက်တိတ်ဆောင်မှုအတွက် Shanghai Marine Survey ရန်ကုန်မှာတင်မောသား14ယောက်ဟာမီလာကွေးနဲ့မနက်ပိုင်းကရန်ကုန်လေဆိပ်ကနေထွက်ခွာသွားကြောင်းသိရပါဗျ။အဆိုပါခီးစင်မှာလိုက်ပါသွားတဲ့တင်မောသားတွေအနေနဲ့ LNG ဒင်းငွေရေတင်ဆောင်မဲ့တင်မောကြီးနဲ့ပြန်လည်လိုက်ပါလာမှာဖြစ်ပြီးရန်ကုန်မြို့ဒေသကစိတ်ကမ်းမှာစိတ်ကမ်းမှာဖြစ်ကြောင်းသိရပါဗျ။ဆက်လက်ပြီးတော့ တရုံမြို့နယ်ကမာဆိုင်ကျေးရွာနီရန်ကုန်မြို့နယ်ကားလန်းပေါ်မှာမော်တော်ယာဉ်တစ်စီးအရှိန်အုံတိမ်မမှုဖြစ်ပွားရာကနေမင်္ဂလိငယ်တူတည်ဆုံပြီး16ဦးထဏ်ရရှိရဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။တရုံမြို့နယ်ကမာဆိုင်ကျေးရွာနီရန်ကုန်မြို့နယ်ကားလန်းပေါ်မှာမော်တော်ယာဉ်တစ်စီးအရှိန်အုံတိမ်မမှုဖြစ်ပွားခဲ့ရာကနေမော်တော်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့အမျိုးသမီးငယ်တူတည်ဆုံခဲ့ပြီး16ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ဒီလ9ရက်နေ့မနက်09:40မိနစ်ခန့်က တထုံမြို့နယ်ကမာဆိုင်ကျေးပါနေရန်ကုန်မြို့လမ်းမြိုင်ကားလမ်းမိုင်တိုင်းအမှတ်132မိုင်အနီးမှာတထုံမြို့ဘက်ကနေပေါင်မြို့ဘက်ကိုတတ်တော်38နဲ့ဝါတော်12ဝါရှိတဲ့ဥတီလောကမောင်းနှင်လာတဲ့မော်တော်ယာဉ်ဟာအရှင်တော်တိတ်မောက်ခဲ့ခြင်းဖြစ်တယ်လို့အခင်းဖြစ်ပေါ်ရနေရနေမှာဒေသခံတူကပြောပါတယ်။ပေါင်မြို့မိုးနိုင်ရက်ကွက်ကမိုးနိုင်အရှိကျောင်းတက်ကတန်ခါတစ်ပါးမောင်းလာတာလို့သိရတယ်။ကောက်ဝမှာယောက်ျားလေး၄ဦးနဲ့မိန်းကလေး၁၂ဦးပါတယ်။အားလုံးကပေါင်မြို့ကပဲဖျားဖို့ကနေပြန်လာတာသိရတယ်လို့သူကပြောကြပါတယ်။အဆိုပါအရှင်တော်တိတ်မောက်မှုကြောင့် ပေါင်မြုတ်နယ်မိုးနှင်းရောက်ကမှနေထိုင်တဲ့အသက်18နှစ်အရွယ်မိန်းကလေးဟာအခင်းဖြစ်နေရမှာပဲတည်ဆုံသွားခဲ့ပြီး16ဦးကထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။အစိုးရရှိန်တော်တိတ်မောက်မှုကြောင့်ထိခိုက်ဒဏ်ရာရှိခဲ့သူတွေကိုမူကောင်းကယ်ဆယ်ရေးနဲ့နိုင်ရည်အသင်းမှတင်စိတ်တိုက်နယ်စည်းရုံးကိုပို့ဆောင်ပေးခဲ့ကြောင်းနဲ့ဒဏ်ရာပြင်းထန်ရရှိသူတွေကိုတင်စိတ်တိုက်နယ်စည်းရုံးကနေတဆင့်တထုံခရံပြည်သူစည်းရုံးကြီးကိုထပ်မံပို့ဆောင်ပေးခဲ့ကြောင်းဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။ ပါကစ္စတန်ကကက်ရှမီးယားဒေသမှာရှိတဲ့အိန္ဒိယစစ်စခန်း၃ခုကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းအိန္ဒိယပြောကြားရေးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ပါကစ္စတန်စစ်တပ်ကမေလ၈ရက်နေ့ကကက်ရှမီးယားဒေသမှာရှိတဲ့အိန္ဒိယစစ်စခန်း၃ခုကိုပြစ်မှတ်ထားပြီးဒုံးကျည်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပေမဲ့လည်းစုံစမ်းမှုမရှိကြောင်းအိန္ဒိယစစ်တပ်ကပြောပါရယ်။ အရန်သုံးတဲ့အပြင်တခြားနီးလန်းတွေသုံးပြီးချင်းချောက်မှုတွေကိုတားဆီးနိုင်ခဲ့ပါတယ်။ဂျမူးပါတန်ကောနဲ့ဥဟန်ပူရမှာရှိတဲ့နိုင်ငံတကာနယ်နိမိတ်အနီးမှာဒီတိုက်ခိုက်မှုတွေဖြစ်ခဲ့တာပါလို့အိန္ဒိယကထုတ်ပြန်ထားပါတယ်။ဂျမူးအပါအဝင်ကက်ရှမီးယားရှိမြို့အများပြားနဲ့အန်ရစ်စာနဲ့ဂျလန်ဒါမြို့အများပြားအပါအဝင်အိန္ဒိချင်းပန်ဂျပ်ပြည်နယ်မှာရှိတဲ့မြို့တွေလက်စစ်တအားပြတ်တောက်မှုတွေကြုံတွေ့ခဲ့ပါတယ်။ခြေလုံးနဲ့ပောက်ကွဲတန်ကြီးကြားလိုက်ရပါတယ်နေရာတိုင်းမှာဘုံတွေပောက်ကွဲသလိုခန်းစားရပါတယ်လို့အာနာယ BGB ပါတီမှအကြီးအကဲဖွဲ့ဝင်တဦးဖြစ်တဲ့ Verinda Jusin ကပြောကြားခဲ့ပါတယ်။လက်စစ်တာပြတ်တောက်တာတွေရှိပါတယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ပောက်ကွဲတံတွေအများကြီးကြားပြီးလက်စစ်တာအားလည်းပြတ်တောက်သွားပါတယ်လို့ဂျမူးဒေသခံလီယာကတ်ကပြောကြားပါတယ်။ဂျမူးနဲ့ကက်ရှမီယာရဲတပ်ဖွဲ့ရဲ့အထွေထွေညွှန်ကြားမှုချုပ်ဟောင်းကလည်းပောက်ကွဲတံတွေကိုကြားခဲ့ရကြောင်းလူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။မီမပေါ်လိုတဲ့လူညိုရေးသတင်းရင်းမြစ်တူကလည်းပောက်ကွဲမှုတွေကိုအတည်ပြုပေးခဲ့ပါတယ်။ပါကစ္စတန်စစ်တပ်ကတော့မီလတ်ရှင်းနေမှာဂျမူးမှာလေကြောင်းတက်ခတ်ခဲ့ခြင်းမရှိကြောင်းပါကစ္စတန်သတင်းအချက်အလက်ဝန်ကြီးကညွှန်ဆိုခဲ့ပါတယ်။ ထပ်ထပ်သတင်းပို့အနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲဟာမိမိတို့နဲ့မသက်ဆိုင်ကြောင်းအမေရိကန်ဒုတိယသမ္မတပြောကြားတဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲဟာမိမိတို့နဲ့မသက်ဆိုင်ကြောင်းအမေရိကန်ဒုတိယသမ္မတ JD Vance ကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့တွေဒီကိစ္စကိုအမြန်ဆုံးတင်းမမှုတွေဖြေလျှော့ခြင်းပါတယ်ကျွန်တော်တို့အနေနဲ့ဒီနိုင်ငံတွေကိုမထိန်းနိုင်ဘူးလေလို့ ဖန်က Force New သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ဒီလူတွေတင်းမာမှုတွေအနေငယ်လောက်ဖြေလျှော့ဖို့တိုက်တွန်းတာလောက်ပဲကူညီနိုင်မယ်ထင်တယ်။ဒါပေမဲ့စစ်ပွဲတွေမှာတော့ကျွန်တော်တို့ဝင်မပါသင့်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့နဲ့မသက်ဆိုင်ဘူးလေ။ကျွန်တော်တို့အပေါ်မှာလည်းတည်ရမှုမရှိဘူး။ကျွန်တော်တို့ကလည်းဒါကိုထိန်းချုပ်ဖို့မလုပ်နိုင်ဘူးလို့တကောင်ကထပ်မံပြောကြားခဲ့ပါတယ်။ဒီလိုရဩဇာလွန်မှုမှုမြင့်တက်လာခြင်းကိုတံပြန်မှုရည်နေတဲ့ American အတွက်အိန္ဒိယဟာအရေးပါတဲ့မိဖက်ဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ချန်ပီယံလိဘိုလိုပွဲမှာနှစ်သင်းစလုံးခက်ခဲမယ်လို့ PSG နေပြီးအန်ရီကီတုံးတက်တယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ PSG နီးပြ Louis Enrique က Inter Milan တင်းနဲ့ကစားရမယ့် Champions League ဘူလပွဲဟာနှစ်တင်းစလုံးအတွက်ခက်ခဲမှဖြစ်တယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်။ PSG အသင်းဟာအခုရာသီ Champions League ပြိုင်ပွဲ League အဆင့်အစောပိုင်းမှာ Arsenal အသင်းကိုအဝေးကမှရှုံးနိမ့်ခဲ့ပေမဲ့ Man City အသင်းကိုအိမ်ကွင်းမှာ၉ပြိုင်နိုင်ရရှိခဲ့တယ်လို့၁၆တင်းအဆင့်မှာလည်း Liverpool Quarter Final အဆင့်မှာ Villa နဲ့ Semi Final အဆင့်မှာ Arsenal အသင်းအဆရှိတဲ့ Premier League ပြိုင်ပွဲတွေကိုကြော်ဖြတ်ပြီးပိုတူဝဲကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ PSG အသင်းဟာ Champions League ဘောလုံးပွဲမှာ Italy ထိပ်သီး Inter Milan အသင်းနဲ့တွေ့ဆုံနေသလို အဆိုပါပွဲစဉ်ကိုမေလ31ရက်နေ့မှာ Bayern Munich တင်းရဲ့အင်္ဂွေ Alliance Arena မှာကျင်းပမှာဖြစ်ပါတယ်။ Inter Milan အသင်းဟာအတွေ့အကြုံပွင့်များတဲ့အသင်းဖြစ်ပြီးဘူတပွဲမှာနှစ်သင်းသလုံးအတွက်ခက်ခဲမယ်လို့ PSG နီပြ Enrique ကပြောကြားခဲ့တာဖြစ်ပါတယ်။ Inter ကကျွန်တော်တို့ထက်အတွေ့အကြုံပွင့်များသလိုအသက်ကြီးတဲ့သမားတွေလည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ Souffla တွေရယူချင်ပါတယ်။ကျွန်တော်တို့အသင်းကဘူတပွဲအတွက်စိတ်သက်ပိုင်းလေအဆင်သင့်ဖြစ်နေမှာပါ။ အဲ့ဒီဘွဲကခက်ခဲမှာပါဒါပေမဲ့သူတို့အတွက်တူညီတဲ့ဘောလူဘွဲဖြစ်မှာပါဒါကနှစ်တင်းသလုံးအတွက်အရန်ခက်ခဲပြီးစိတ်ဝင်စားစရာကောင်းမဲ့ဘောလူဘွဲပါကျွန်တော်တို့နဲ့သူတို့အတွက်ထူးခြားတဲ့အခိုက်အတန့်မှာသူတို့သုံးနေအတွင်းဘောလူဘွဲကိုနှစ်ချိန်တက်ရောက်နိုင်ခဲ့တာဖြစ်လို့ထိတ်တန့်အသင်းဆိုတာသိကြပါတယ်ကျွန်တော်တို့အတွက်အဆီဇင်ဆွဲဖို့အချိန်ရှိပါတယ်လို့အန်ရီကေကပြောကြားခဲ့ပါတယ်ဒါပေမဲ့ဒီညဘက်တင်းစီစဉ်ကိုတိုင်းထုတ်လိုက်တဲ့ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။